မင်္ဂလာပါ Firefly မြန်မာ Channel မှာ ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာကျွန်တော်ပြောပြမယ့်အကြောင်းအရာတစ်ခုကတော့မြန်မာသမိုင်းမှာ အထူးခြားဆုံးနဲ့အနက်နယ်ဆုံးဒီနေ့အထိအပြည့်မထွက်သေးတဲ့အမှုတစ်ခုပဲဖြစ်ပါတယ်ဒါကတော့2008ခုနှစ်စိမ့်လက်ကန်တာငါးလောင်းပြိုင်လူတက်မှုပဲဖြစ်ပါတယ်ရန်ကုန်ကမာရွတ်မြို့နယ်တက္ကသိုလ်ရိပ်သာလမ်းတွင် စိမ့်လက်ကန်တာလမ်းပေါ်ကဇင်ခံအိမ်တိမ်မှာလူ၅ယောက်ရဲ့အသက်ကိုရရဆက်ဆက်ရှင်မုံတက်ဖြတ်သွားခဲ့ပါတယ်ဒီအဖြစ်ပြက်ကြီးဟာဘလို့ဖြစ်ခဲ့တာလဲဘသူတွေကျူးလွန်ခဲ့တယ်လဲဘာတွေကြွယ်ဝတ်ထားခဲ့တယ်လဲဒီနေ့မှာတော့ဒီအဖြစ်ပြက်ကြီးကိုအချက်လက်အပြည့်စုံနဲ့ပြောပြတင်ဆက်ပေးသွားမှာမဟုတ်အဆုံးထိအောင်တိရှိပေးကြပါအောင်ခင်ဗျာ 2008ခုနှစ်မတ်လ17ရက်နေ့မှာဖြစ်ပွားခဲ့တဲ့ဒီလူတက်မှုရာတာမန်မိသားစုတစ်ခုကိုပြစ်မှတ်ထားခဲ့တာမဟုတ်ပါဘူးအသက်ခံရတဲ့မိသားစုဟာရန်ကုန်မြို့ရဲ့ရှမ်းသာကျွဲဝါတဲ့လူလန်းသားတွေဖြစ်ပါတယ်နာမည်ကျော်မုတ်ကုတ်တထေးဦးမြမောင်ရဲ့တမီးဖြစ်ပြီးစီးပွားရေးလောကမှာတံပိုးကြီးမြေကွက်တွေအဆောက်အအုံတွေနဲ့ပတ်သက်ပြီးနာမည်ကြီးသူတစ်ယောက်ပါ စိမ့်လက်ကန်တာလမ်းပေါ်ကစိမ့်ကန်အိတ်တိမ်မှာမိသားစု9ယောက်လုံးကိုပြစ်တက်ခဲ့တဲ့အမှုဟာတနိုင်ငံလုံးကိုတုံ့လောက်ရှောက်ကြားသိခဲ့ပါတယ်။သူတို့ရဲ့ကြွယ်ဝမှုတွေစီးပွားရေးလုပ်ငန်းတွေနဲ့ဆက်နွယ်နေတဲ့နောက်ကန်ဇက်လန်းတွေဟာရေမှုရဲ့တော့ချက်ဖြစ်လာနိုင်ပါတယ်။ရဲတပ်ဖွဲ့ရဲ့စစ်ဆေးချက်အရဒီအမှုဟာကျူတင်စီစဉ်ထားသလိုဖြစ်ပြီး အမတန်ကြောက်စရာကောင်းပါတယ်။ကျူးလွန်ပုံကတော့တနက်နဲ့အနီးကပ်ပစ်ခံရတာဖြစ်ပြီး ကျွလွန်တွေတွေဟာအတွေ့အကြုံရှိပြီးတွန်းကျင်သူတွေလို့သုံးသပ်ကြပါတယ်အရှုတတိနေ့အရာတနတ်၃လက်ထိအသုံးပြုခဲ့ပြီးပစ္စတိုတွေမှာဆိုင်လန်ဆာတက်ထားတဲ့လက္ခဏာတွေ့ရတယ်လို့ဆိုပါတယ်ဒါဟာကြီးသားလူသက်သမားတွေရဲ့လက္ခဏာဖြစ်နိုင်တယ်လို့လည်းဆိုကြပါတယ်အိန္ဒိယကနေရရှိခဲ့တဲ့တက်တီကန်ကြီးစံခွာနေမှာနိုင်ငံတော်ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံကပ္ပစရဲ့တစိမ့်တွေပါဝင်နေတယ်လို့လည်းပြောကြပါတယ် ဒီရှက်ဟာအမှုကိုပို့ပြီးရှုပ်ထွေးစေခဲ့ပါတယ်။အဲ့ချင်းဒေါ်ဆန်းဆန်းမြင့်ရရှိထားခဲ့တဲ့ကြက်သိန်း1000ကျော်တန်ဖိုးရှိတဲ့အချမ်းမီအယောင်းဝယ်ရနေရရှိခဲ့တဲ့ကြက်သိန်း2000လဲပျောက်ဆုံးခဲ့တယ်လို့စုံစမ်းသိရှိရပါတယ်။ဒီအချက်ကြောင့်အမှုကိုလူရဲမှုပုံစံနဲ့စစ်ဆေးခဲ့ရပါတယ်။ဘာကြောင့်မို့မိသားစုတစ်ခုလုံးကိုတတ်သွားတာလဲဆိုတဲ့ယူဆချက်၃ခုထွက်ရှိခဲ့ပါတယ်။ ငွေကြီးနဲ့အိမ်ရှမ်းမြေအရှုပ်တော်ပုံအခင်းမဖြစ်မီအဖြစ်ပွားခဲ့တဲ့ငွေကျပ်သိန်း1000ကျော်တန်ဖိုးရှိတဲ့အိမ်ရှမ်းမြေအယောင်းဝယ်ကိစ္စတစ်ခုဟာဒီအမှုရဲ့ပထမအဦးဆုံးတန်လျာဖြစ်ပွဲအကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ငွေကြီးအမြောက်များလက်ဝယ်ရှိနေတဲ့အချိန်တက်ခံရတာကြောင့်မလို့ပတ်စံလူရက်လူတဲ့ရည်ရွယ်ချက်ဒါမှမဟုတ်အဲ့ဒီအယောင်းဝယ်ကိစ္စနဲ့ဆက်ဆက်တဲ့ပြိုင်ဘက်တို့ဦးဦးကစိတ်ခိုင်းတာဖြစ်တယ်လို့လည်းယူဆကြပါတယ်။ အသုံးပြုခဲ့တဲ့ကြည်စံတွေရဲ့နောက်ခံတမိုင်းကြောင်းနဲ့ပတ်သက်ပြီးလဲကောလာဟာလာတွေထွက်ရှိခဲ့ပါသေးတယ်။ဒါဟာရိုးရိုးပြစ်မှုမဟုတ်ဘဲနဲ့ဩသာရှိသူတဦးကစေခိုင်းနေလို့ဒေသခံပြည်သူတွေကတန်တရာရှိခဲ့ကြပါတယ်။တပ်ဖြတ်ပုံနဲ့အတန်ထိန်ကရိယာအသုံးပြုပုံတွေက professional ကြီးစားလူသက်သမားတွေရဲ့လက်ရာဖြစ်ပြီးသူတို့ငားရမ်းသူတွေဟာတကယ်တရားခံဖြစ်တယ်လို့ယူဆချက်တွေလည်းရှိကြပါတယ်။တချို့သတင်းတွေမှာဆိုလို့ရှိရင် ထိုင်းလူမျိုးကြေးသားလူတတမားလို့တော့ရေးခဲ့ကြတာရှိပါတယ်။ဒီမှုဟာမြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့အာယုံစူးစိုက်မှုအခမ်းအနားဆုံးအမှုတမှုဖြစ်ခဲ့ပေမဲ့လည်းရဲတပ်ဖွဲ့ရဲ့အမှုကိုင်းတွယ်ပုံတွေနဲ့ပတ်သက်ပြီးဝေဖန်မှုတွေလည်းရှိခဲ့ပါတယ်။အခင်းဖြစ်ပွားပြီးနှစ်ပေါင်းများစွာအထိတရက်ခန့်ဖမ်းမိခြင်းမရှိခဲ့တဲ့ပြင်ရဲတပ်ဖွဲ့ကလည်းတရားဝင်တရင်ထုတ်ပြန်တာမျိုးတွေမရှိခဲ့ပါဘူး။2019ခုနှစ်အောက်တိုဘာလမှာဖမ်းမိခဲ့တဲ့အရှာအမှုက ကြည်စံနေဟာငါးလောင်းမြိုင်လူတက်မှုမှာအသုံးပြုခဲ့တဲ့ကြည်စံနေနဲ့တူတယ်လို့ရဲအုပ်ဝင်းထွန်းနိုင်က Facebook စာမျက်နှာပေါ်မှာရေးသားခဲ့တဲ့အတွက်ကြောင့်မလို့အဖမ်းခံခဲ့ရပါတယ်။အဲ့ဒီချိန်ကဖမ်းမိခဲ့တဲ့အမှုကတော့ဥဖြိုးကိုကို တင်ဆန်ရအမှုပဲဖြစ်ပါတယ်။စိတ်လက်ကန်တာငါးလောင်းမြိုင်အမှုဟာတရားခံမပေါ်တဲ့အမှုအဖြစ်နဲ့မြမပြစ်မှုမှတ်တမ်းမှာဆွဲထင်ကြံခဲ့ပါတယ်။ဩဇာရှိသူချီးမားတဲ့ ငွေကြီးတွေနဲ့ဆက်နွယ်နေတယ်လို့ယူဆရတဲ့ဒီအမှုမှာတရကန်ဟာအာနာရဲ့နောက်ကွယ်မှာခိုအောင်နေသလားဒါမှမဟုတ်တကယ်ပဲပျောက်သွားရလားတေကြတာကတော့အသက်ဆုံးရှုံးခဲ့ရတဲ့လူ9ယောက်အတွက်အမှန်တရားကတော့ဒီနေ့ချိန်ဒီမပေါ်ပေါက်သေးပါဘူးဟုတ်ကဲ့ပါမိတ်ဆွေတို့ဘယ်လို